အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ငန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုလိုမာရူဘောနော်ကျွန်တော်ရဲ့ဒီ page မှာတင်တဲ့သင်ငန်းစာဗီဒီယိုဖိုင်လေးတွေကိုအဆက်မပြတ်ပါဘောနော်လေးထားရှိရှိနေတူတူကဘောနော်ကျွန်တော်ကိုဒီ questions ပေါ့နော်မေးခွန်းနဲ့ပတ်သက်ပြီးတော့မေးထားတဲ့အပိုင်းလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်โอเคအဲ့တော့ဆက်လိုက်ရအောင်နော်ကျွန်တော် okay အဲ့တော့ကျွန်တော်ဒီမှာဆက်လို့ရှိရင် types of question မေးခွန်းပုံစံအဲ့တော့ကျွန်တော်ကိုရောမလို့မြန်မာဘာသာမှာပဲဖြစ်ဖြစ်အင်္ဂလိပ်ဘာသာမှာပဲဖြစ်ဖြစ်မျိုးကပုံစံဆိုလို့ရှိရင်ကျွန်တော်နှစ်မျိုးပဲရှိတယ် ဟုတ်လားမဟုတ်လားဆိုပြီးတော့မေးတယ်မေးကိုရယ်ဘယ်မှာလဲဘယ်သူလဲဘာလောက်တာလဲဆိုတော့ကျွန်တော်တို့ဟိုဘာကုန်းဆက်ပါ WH ပေါ့ Okay เนาะအဲ့တော့ဆိုပြီးတော့ကျွန်တော်တို့မေးခွန်းပုံစံနှစ်မျိုးပဲရှိပါတယ်ရှင်ပြန်ပြောမယ်ကျွန်တော်တို့ types of question မေးခွန်းပုံစံမှာဆိုလို့ရှိရင်နှစ်မျိုးပဲရှိတယ်ဘာနဲ့ဘာနဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ yes no question ဟုတ်လားမဟုတ်လားပြန်ဖြေရင်ဟုတ်တယ်မဟုတ်တယ်ဖြေရတယ်ပေါ့เนาะ yes no question ရယ်နောက်ကျွန်တော်တို့ wh question ခွဲပြတယ်ဘယ်လဲဘာချိန်လဲဘသူလဲဘသူကိုလဲစသဖြင့်ပေါ့နော်အဲ့ဒီ WH question ရဲ့ကျွန်တော်တို့2မျိုးပဲရှိပါတယ်ရှင့် Okay အရင်ဆုံးကျွန်တော်တို့ဒီမဲ့ yes no question လေးကိုအရင်ရှင်းပြပေးမယ်နော်ဟုတ်ပြီကျွန်တော်တို့ yes no question ဆိုပါလဲဆိုတော့သူဒီကျွန်တော်တို့ WH မပါဘူး what they want and what they မဟုတ်ဘူးသူကကျွန်တော်တို့အခုကလေးရနဲ့စတာဥမာအမေစာဆိုအမေစာ ကျွန်တော် do that ဆို do that this so this has effect so has effect can could share should would would may my must ဆိုစသဖြင့်အဲ့ဒီအကူကရိယာတွေနဲ့စပြီးတော့ကျွန်တော်မေးခွန်းလုပ်ထားတာအဲ့ဒီအကူကရိယာတွေကိုကျွန်တော် subject အရှိကိုထုတ်ပြီးတော့မေးခွန်းလုပ်ထားတဲ့သဘောတရားပေါ့နော်ပြမဆိုအကူကရိယာတွေနဲ့စထားတယ်သူဒီကျွန်တော်တို့ဟုတ်လားမဟုတ်လားမေးတာဖြစ်တဲ့အတွက်ကျွန်တော်ကိုရူမာတို့ဟုတ်တယ်မဟုတ်ဘူးဆိုပြီးတော့ yes no ဖြေရမှာဟုတ်တယ်နော်အဲ့ဒါဥမာအဖေကကျွန်တော်တို့မင်းဆရာမတယောက်လားလို့မေးချင်လို့ရှိရင် are you a teacher ဟုတ်တယ်ဆိုရင် yes i am မဟုတ်ဘူးဆိုရင် no i am not ဒါပေမဲ့မင်းကကျောင်းသားတယောက်လားဆိုလို့ရှိရင် are you a student ဟုတ်တယ်ဆိုရင် yes i am မဟုတ်ဘူးဆိုရင် no i am not okay now ဒါပေမဲ့မင်းမန္တလေးမှာနေလားဆိုလို့ရှိရင် do you live in mandalay ဟုတ်တယ်ဆိုရင်ဒီမှာ do နဲ့ပြီးတော့ဒီမှာကျတော့ do နဲ့ပြန်ဖြေတယ် yes i do မဟုတ်ဘူးဆိုလို့ရှိရင် no i don't ဒါပေမဲ့သူမကမန္တလေးမှာနေလားဆိုရင်ကျတော့ that's ဖြစ်တာပေါ့ subject အနေနဲ့ဆိုတော့လေ Does she live in Manly? ဟုတ်တယ်ဆိုရင် Yes she does. မဟုတ်ဘူးဆိုလို့ရှိရင် No she doesn't. ဒီမှာဆိုလို့ရှိရင်ဒီနောက်ကဒီအကူကတိအကျိုးကျွန်တော်ပြန်ပြန်ပြီးတော့ပြန်ခေါ်ပြီးဖြေပေးတာ။ဟုတ်တယ်နော်။ Buff to be so buff to be ပုံစံ။ Buff to do so buff to do ပုံစံ။ထားပါတော့ Can you swim? မေးရကူတယ်လား။ကူရတယ်ဆိုရင် Yes I can. မကူတတ်ဘူးဆိုရင် No I can't. ဟုတ်ကဲ့နော်။ထားပါတော့မင်းမနေ့ပြန်ရန်ကုန်သွားမှာလို့ဆိုရှင် Will you go to Yangon tomorrow? တမဆိုရင် yes i will မတော်ဆိုရင် no i won't ဟုတ်တယ်နော်အဲ့ကျွန်တော်ကိုတို့မှာတို့ yes no question ဆိုတာဘာလဲအကူကရိယာတွေကို subject ရှိကိုထုတ်ပြီးတော့ကူကရိယာနဲ့ဟုတ်လားမဟုတ်လားမေးတဲ့မေးခွန်းနဲ့ပြန်ဖြေရင်ကျွန်တော်တို့အကူကရိယာကိုပြန်ကောက်ပြီးတော့ပြန်ဖြေပေးရတာဒါရှင်းတယ်နော် okay နောက်တစ်ခုလည်းရှင်းပါတယ်သူဒီ wh question wh question ကျတော့ကျွန်တော်ကိုတို့မှာတို့သူဒီကြတော့ကျွန်တော်တို့ wh စလုံးနဲ့စတာဥမာဘာလဲဆိုရင် what ဘယ်အချိန်လဲဆို when ။ဘာကြောင့်လဲဆို why ပေါ့နော်ဆက်တဲ့ပြင်ကျွန်တော်တို့မဖြစ်မနေသိထားရမယ်တဲ့ WH question 6ခုရှိပါတယ်တဲ့။အဲ့ဒီအရာလေးကိုကျွန်တော်ကိုရမတို့အသေးစိတ်လေးသိအောင်ကျွန်တော်ဥမာလေးနဲ့တကွအဒီ WH question လေးကိုရှင်းပြပေးမယ်နော်။ဟုတ်ကဲ့အားလုံးပဲစက်ကြည့်ပေးပါအောင်ရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကိုရမတို့ WH question လေးစကြမယ်။ဟုတ်ပြီနော်။ Okay အဲ့တော့ကျွန်တော်တို့မဖြစ်မနေသိရမယ် WH questions 6မျိုးရှိတယ်။ Okay အဲ့တော့အရင်ဆုံးကျွန်တော်တို့နံပါတ်1နံပါတ်1ကကျွန်တော်ကိုရမတို့ what ပြောမယ်ဆိုရင်ဘာလဲခုခုကိုဘာလဲလို့မေးခြင်း what နဲ့မေးရလीနော်သူဒီကျွန်တော်တို့အကြောင်းအရာနောက်အရာဝိတ္ထုအချက်လက်တွေကိုဘောနော်အဲ့လိုမျိုးမေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုလိုမှာတော့ what ဥမာအဖြစ် what is your name မင်းနာမည်ကဘာလဲ what does it mean အဲ့ဒါဘာအဓိပ္ပာယ်လဲမ what is your phone number နေရဖုန်းနံပါတ်ကဘာလဲစသဖြင့်ပေါ့နော်ကျွန်တော်တို့အဲ့လိုဘာလဲလို့မေးခြင်းကြတော့ what okay now number 2သူကကြတော့အချင်း ချိန်နဲ့မဲချိန်နဲ့ဆိုရင်ကျွန်တော်ကိုရမတို့ဘာတော့မှမလဲဆိုတော့ when ဒါမှမဟုတ်ရှင် what time ကွာပါတယ်ဘာကွာလဲဆိုလို့ရှင်ကျွန်တော်ကိုရမတို့ when နဲ့မဲရဆိုလို့ရှင်ကျွန်တော်သူဒီအချိန်နိုင်ရောရက်လနှစ်အကုန်လုံးကျွန်တော်တို့မဲလို့ရတယ်အဲ့တော့ when နဲ့ maybe ဆိုလို့ရှင်နိုင်လည်းဖြေလို့ရတယ်ရက်လခုနှစ်တည်းအကုန်ဖြေလို့ရတယ် what time ကတော့ကျွန်တော်တို့နိုင်တစ်မျိုးပဲဖြေလို့ရတယ်နိုင်တစ်မျိုးကိုပဲမဲတယ် what time ကိုမြန်မာလိုဆိုလို့ရှင်တော့ဘယ်နှစ်နိုင်လဲပေါ့ဒါတော့အချိန်နိုင်ယူမဲတာအဲ့ဒီတော့နည်းနည်းကွာပါတယ်နော် ဲ့တော့ဥပမာပြကျွန်တော်ကိုလိုမတို့ when can i see you again မင်းကိုငါတို့ဘယ်တော့ပြန်တွေ့လို့ရမလဲပေါ့ဥပမာနောက်လာလားနောက်တစ်ပတ်ထဲလားမနေ့ပြန်လားပေါ့နော်စသဖြင့်ကျွန်တော်ဘယ်ချိန်မှမင်းကိုပြန်တွေ့နိုင်မလဲမင်းကျွန်တော် when နောက်တစ်ခု what time do you get up မင်းဘယ်နိုင်အရထားလဲဒါမှမဟုတ်ရှင်လဲ when do you get up မင်းဘယ်နိုင်အရထားလဲကျွန်တော်ကိုလိုမတို့ when ကတော့ကုန်သုံးလို့ရတယ်ဝတ်တိုင်းဒီအချိန်တိုင်းတစ်ခုကိုပဲမေးရသုံးလို့ရတယ်အဲ့ဒါကျွန်တော်ကိုယ်ပေါက်ထားပါတော့ အခုဘယ်နိုင်ရှိပြီလဲမေးချင်ကြတော့ when is it လို့မရှိဘူးเนาะ what time is it now လို့ပဲရှိတာဟုတ်တယ်နော်ထပ်ပါတော့မင်းတို့ဘယ်နှခုနှစ်မှမူရလဲဆိုလို့ရှိရင်ကြတော့လဲကျွန်တော်တို့ what time နဲ့တော့မေးလို့မရဘူး when နဲ့ပဲမေးလို့ရတယ် when were you born okay နော်အဲ့ဒါကျွန်တော်ကိုရမတို့ဒါလေးက what time နဲ့ when okay နည်းညွှန်းရှိသွားပြီနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်ထပ် number 3 နံပါတ်3ရကြတော့ကျွန်တော်ကိုရမတို့ခါလီမှာနေရမေးချင်တယ်လေဘယ်နေရာလဲလို့မေးချင်ရင်ကျွန်တော်ကိုရမတို့ဘာသုံးမလဲဝဲဘယ်နေရာမှာလဲဘယ်နေရာလဲနေရာမေးတာနော်ဥမာအပြည့်ဆိုလို့ရှိရင် where is the bus station ဘတ်ကားကကဘယ်မှာလဲတဲ့ okay နေရာမေးချင်ကျွန်တော်ကိုရမတို့ဝဲနောက်နံပါတ်4ဘယ်သူလဲနော်ဒီခါလီမှာကျွန်တော်တို့ပြုတ်လို့သူ subject ကိုမေးချင်တယ်နော်အဲ့တော့ဘယ်သူလဲဆိုပြီးမေးချင်ရင်ကျွန်တော်ကိုရမတို့ဘာသုံးမလဲဆိုတော့ who ဥမာအပြည့်ဆိုလို့ရှိရင် Who is standing at the door? တကယ်မှမတည့်ရနေတာဘာလို့လဲတကယ်မှရက်နေတာဘာလို့လဲပေါ့ဒါ subject ကိုမေးတာဒီခါလေးမှာကျွန်တော်ကိုရမတို့ဘာသူကိုလဲဆိုပြီးတော့ object ကိုမေးခြင်း ਨੇ ပြောလို့က object ကိုမေးခြင်းじゃတော့ဘာသုံးမလဲဆိုတော့ whom okay ဥမာအပြည့်ဆိုလို့ရှိရင် whom would you like to invite မေးဘာသူကိုဖိတ်ခြင်းတာလဲဒီမှာပြုလုပ်ခံအောင်မေးတာ okay ကျွန်တော်၅မျိုးရှိသွားပြီเนาะဟုတ်ကဲ့ဆက်တော့ပါဦးမယ်ရှင် ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကိုရိုမာတို့အခုနံပါတ်6ရောက်သွားပြီတခါလေးမှဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်ရတယ်ဘယ်အရာလဲဘယ်တစ်ခုလဲပေါ့နော်ကျွန်တော်အဲ့လိုရွေးချယ်ပြီးတော့မေးချင်တယ်ဆိုလို့ရှိရင်ဘာကိုသုံးရလဲဆိုလို့ရှိရင် which ဥမာအဖြစ်ဆိုလို့ရှိရင် which one tastes better ဘယ်တစ်ခုကရတာပိုကောင်းလေတဲ့ဥမာပေါ့နော် the strawberry one tastes better strawberry ရတာပိုပြီးရတာကောင်းတယ်ပေါ့နော်ဘယ်အရာလဲရွေးချယ်ပြီးမေးမယ်ဆိုလို့ရှိရင် which နောက်တစ်ခုတစ်ခါတည်းမှာကျွန်တော်ကိုရမတို့ပိုင်ဆိုင်မှုကိုမေးကြတယ်လေဘသူကားလဲဒါပေမဲ့ဘသူကလေးတွေလဲဆက်တဲ့ပြည့်ကျွန်တော်တို့ပိုင်ဆိုင်မှုကိုမေးကြတယ်ဆိုရင်ကျွန်တော်ဘာနဲ့မေးလဲဆိုတော့ who's okay သူနောက်ကကျွန်တော်နောင်းလိုက်ပြီးမေးရတာပေါ့နော်ဥမာအဖြစ်ဆိုလို့ရှိရင်ဒါတွေကဘသူတော်တွေလဲလို့မေးကြရင်ကျတော့ who's keys are these ဘာပေါ့ဒီကဘသူကားလဲဆိုလို့ရှိရင် who's car is this ပေါ့နော်ပိုင်ဆိုင်မှုတွေမေးကြရင်ကျတော့ကျွန်တော်ကိုရမတို့ who's နောက်တစ်ခု ဘာကြောင့်လဲကျွန်တော်ကတော့ခါလေးမှာအကြောင်းအရာကိုမေးရတယ်နော်အကြောင်းပြချက်ကိုမေးရလေဘာလို့ငိုနေရလဲဘာလို့စိတ်ဒုနေရလဲညီမတို့တို့ရှင်ဘာလို့လဲပေါ့အဲ့လိုမေးမယ်ဆိုရင်ကျတော့ကျွန်တော်ကတော့ဘာတော့လဲ why အကြောင်းပြချက်ကိုမေးတာဥမာအပြည့်ဆိုလို့ရှိရင် why are you so happy အမေဘာလို့အယံပြောနေရလဲတဲ့ okay နော်အဲ့တော့နောက်ဆုံးတစ်ခုရောက်ပြီဟောင်းဒါလည်းကျွန်တော်ကတော့ဘာလို့သိကြပါရတယ်သူကကျတော့ဘလို့လဲပေါ့ညီမတို့ပြောရင်တော့သူကကျတော့ကျွန်တော်တို့အပြုတ်မှုတွေ ုံစံတွေနီးလန်းတွေအခြေအနေတွေဝထုံးလုံးကြီးတွေလုပ်ငန်းစဉ်တွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးမေးရဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုမှတော့ဟောင်းနဲ့မေးရတာပေါ့ဥမာအဖြစ်ဆိုလို့ရှိရင် how do you spell your name မင်းရဲ့နာမည်ကိုဘယ်လိုစလုံးပေါင်းတာလဲတဲ့ how are you မင်းနေကောင်းလားစင်ပြေလားစသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီမဖြစ်မနေသိကိုသိရမယ်ကျွန်တော် wh question လေးကိုမျိုးရှိပါတယ်နော်အဲ့ဒီဟာလေးကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ရှင့် โอเคအဲ့တော့ကျွန်တော်တို့ကိုယ်တော်ဆက်လိုက်ပြီးတော့ခါလီမောက်တွေ့ဦးတာပေါ့ how old တို့ကျွန်တော်တို့ how tall တို့ how plus adjective အဲ့ပုံစံလေးနေမေးတာကိုပါကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါဦးမယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီ wh questions ရဲ့နောက်ဆက်တွဲလေးပေါ့နော်ဒီခါလီမောက်ကျွန်တော်တို့ကိုယ်တော်ဆက်လိုက်ပြီးတော့ adjective တွေကပ်ပြီးတော့မေးရည်တွေ့တတ်တယ်ပေါ့နော်အဲ့တော့ဥမာ how far တို့ how long တို့ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ how နောက်က adjective ကပ်ပြီးမေးတာဘယ်လိုနေရာမှာသုံးလဲဆိုလို့ရှိရင်တစုံတစ်ယောက်တစုံတစ်ခုရဲ့ပေါ့နော်ကျွန်တော်တို့အခြေအနေတွေနောက်အရင်ချင်းတွေ အဲ့လိုမျိုးနေမေးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကိုရမတို့ဟောင်းနောက်က additive ကပ်ပြီးမေးလို့ရတယ်ပေါ့နော်အဲ့ဒါဥမာကျွန်တော်ကိုရမတို့ပေါ့နော်အသက်ရဟိုသိချင်တယ်မအသက်ဘယ်လောက်ရှိပြီလဲမေးချင် how old အရက်ဘယ်လောက်မြင့်လဲပေါ့နော်တခုခုဘယ်လောက်မြင့်လဲလို့မေးချင်တယ်ဆိုလို့ရှိရင် how tall ဘယ်လောက်ရှည်လဲနောက်ဘယ်လောက်ကြာလဲပေါ့နော်အဲ့လိုမျိုးမေးချင်တယ်ဆိုလို့ရှိရင်ကြာတော့ how long အရေအတွက်ကိုမေးချင်တယ်ဆိုလို့ရှိရင်မျိုးမေးလို့ရတယ် how many how much ဒါပေမဲ့ကျွန်တော်တို့ how many ကရေးတွက်လို့ရတဲ့ဟာအမေးတယ်ကျွန်တော် how much ကကြတော့ရေးတွက်လို့မရတဲ့နောင်မှမေးတယ်ဟုတ်တယ်နော်ရေးတွက်လို့ရတဲ့နောင်ဆိုရင် how many ရေးတွက်လို့မရတဲ့နောင်ကိုဘယ်လောက်လဲလို့မေးချင်ကြတော့ how much ကိုရနော် okay နောက်တစ်ခုဘယ်လောက်နဲ့ဆိုင်လဲဥပမာဒီသမုဒ္ဒရာဘယ်လောက်နဲ့ဆိုင်လဲဆိုပြီးတော့မေးချင်တယ်ဆိုရင်ကြတော့ how deep ထားမှာတော့ဘယ်လောက်ဝေးလဲလို့မေးချင်ကြတော့ how far လောက်ကြီးလဲလို့မေးချင်တယ်ဆိုရင်ကြတော့ how big ဘလောက်ကျယ်လဲလို့မေးချင် how wide ဘလောက်သေးလဲလို့မေးချင် how small စသဖြင့်ကျွန်တော်ကဂရုမာလို့ how နောက်က adjective ကိုလိုက်ပြီးတော့ကျွန်တော်တို့ထည့်ပြီးတော့ဒီဒီတော့ခုတယောက်ယောက်ရဲ့အခြေအနေတွေနောက်အရေးချင်းတွေကိုကျွန်တော်တို့မေးလို့ရပါတယ်တဲ့ဒါလေးကကျွန်တော်ကဂရုမာသိအောင်လို့ကျွန်တော်ကရှင်းပြပေးတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ကဂရုမာတို့ဒီ types of question ဆိုတဲ့ question ပေါ့နော်မေးခွန်းပေးတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ရှင်းရှင်းလင်းလင်းသိသွားပြီလို့ထင်ပါတယ်နော်။ဟုတ်ကဲ့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်